ဒီနေ့ကျွန်တော်တို့ဆွေးနွေးသားမယ့်ဆောက်ကတော့ Brian Tracy ရဲ့ Kiss That Frog ပဲဖြစ်ပါတယ်။ဒီဆောက်ရဲ့ခေါင်းစဉ်ကထူးဆန်းနေပေမဲ့အတိတ်ပဲကတော့နိုင်ဆိုင်ပါတယ်။ကျွန်တော်တို့ဘဝမှာကြုံတွေ့နေရတဲ့ဖာဆိုရာဟာမလို့ခြင်းနဲ့အဆိုးမြင်စိတ်ခံစားမှုများပြဿနာများဒါမှမဟုတ်အခက်အခဲများကိုကိုးစားပြုပါတယ်။ပုံမြင်တဲ့ကမင်းသားလေးလိုပဲကျွန်တော်တို့ဟာဒီဖားတွေကိုရင်ဆိုင်ပြီးနန်းတိုင်းမှာအဆက်ပန် transform လုပ်နိုင်မှသာလာပါတဲ့မင်းသားမင်းသမီးအပြည့်သဘောဆောင်တဲ့ရလက်အဖြစ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ အဆိုမြင့်စိတ်တွေကိုဖယ်ရှားပြီးအောင်မြင်မှုစီဥတည်တဲ့စိတ်နေစိတ်ဓာတ်ကိုဘယ်လိုတည်ဆောင်အောင်လဲဆိုတဲ့သင်ခန်းစာတွေကိုမျှဝေပေးသားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့စိတ်ထဲကအဆိုမြင့်အတူတွေဘယ်ကနေလာတယ်အဲ့ဒါတွေကိုဘယ်လိုနားလည်ရမလဲဆိုတာပထမဆုံးအရေးကြီးပါတယ်။စာရေးသူကအဆိုမြင့်စိတ်ခံစားမှုများအများသောအားဖြင့်ကျွန်တော်တို့ရဲ့အတိတ်ကအတွေ့အကြုံများအထူးသဖြင့်ဝေဖန်ခံရခြင်းဒါမှမဟုတ်ငြင်းပယ်ခံရခြင်းကနေအစာပြုတယ်လို့ရှင်းပြထားပါတယ်။ဒီလိုစိတ်ခံစားမှုတွေဟာကျွန်တော်တို့ကိုရှေ့ဆက်မတွန်းတော့အောင်လုပ်ထားတဲ့ဘာတွေပဲဖြစ်ပါတယ်။ အဲ့ဒီစိတ်ခံစားမှုတွေကိုလှည့်လည်ရှုမဲ့အစားဖော်ထုတ်ပါလက်ခံပါပြီးနောက်လွတ်ချပါကိုယ့်ရဲ့စိတ်ကိုအစိုးမြင်ခြင်းကနေအပြည့်သဘောဆောင်တဲ့လမ်းကြောင်းစီကိုအသိစိတ်နဲ့ပြောင်းလဲဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ဖြစ်စီမှုတွေစိုးရိမ်ပူပန်မှုတွေရဲ့အဓိကအကြောင်းရင်းကတော့မထိန်ချုပ်နိုင်တဲ့အခြေအနေများအပေါ်မှာအယုံဆိုင်နေခြင်းကြောင့်ပဲဖြစ်ပါတယ်။ဇာတိကတော့တင်ထိန်ချုပ်နိုင်တဲ့အရာတွေပေါ်မှာသာစွမ်းအင်ကိုအပြည့်အဝအသုံးပြုဖို့တိုက်တွန်းထားပါတယ်။တင်အတိတ်ကိုတခြားသူတွေအပြုမှုကိုတင်ထိန်ချုပ်လို့မရပါဘူး။ ဒါပေမဲ့အသိဉာဏ်တုံ့ပြန်ပုံအတွေးခေါ်တဲ့လှုပ်ဆောင်ချက်တွေကိုတော့အသင်ထိန်းချုပ်နိုင်ပါတယ်။ထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာသာအယုံဆိုင်ခြင်းကစိတ်ငြိမ်းချမ်းမှုကိုပေးပါတယ်။အဆိုးမြင်အခြေအနေတစ်ခုကိုအပြုသဘောဖြစ်ပြောင်းလဲဖို့အထူးရောက်ဆုံးနည်းလမ်းကတော့စိတ်ကိုပြန်လည်ပုံဖော်ခြင်း reframing ပဲဖြစ်ပါတယ်။ပြဿနာတစ်ခုကိုမြင်တဲ့အခါဒါကဘယ်လောက်ဆိုးတလဲလို့မေးမယ့်အစားဒီအခြေအနေကလည်းငါဘာတွေသင်ယူနိုင်မလဲဒါမှမဟုတ်ဒီထဲမှာဘလို့အခွင့်အလမ်းတွေရှိနေတယ်လို့မေးပါ။ အစိုးမြင့်အခြေအနေတိုင်းမှာအပြုသဘောဆောင်တဲ့သင်ခန်းစာဒါမှမဟုတ်အခွင့်အရေးတစ်ခုအများအပြားရှိနေပါတယ်စာရေးသူကအစိုးမြင်စိတ်ခံစားမှုတွေကိုအပြုသဘောဆောင်တဲ့စွမ်းရည်အဖြစ်ပြောင်းလဲပေးနိုင်မဲ့လက်တွေ့ကျတဲ့နီလန်း၁၂ခုကိုတင်ပြထားပါရယ်။အစိုးမြင်စိတ်ခံစားမှုများကိုဖယ်ရှားခြင်းပထမဆုံးအဆင့်ကတော့သိရင်ဘဝမှာဖြစ်ပေါ်လာတဲ့အရာအလုံးအတွက်လုံးဝတာဝန်ယူခြင်းပဲဖြစ်ပါရယ်။အခြားသူတွေကိုအပြစ်တင်ခြင်းဒါမှမဟုတ်အကြောင်းပြချက်ပေးနေခြင်းကသိရင်စွမ်းအင်ကိုရှော့ချပစ်ပါရယ်။ အားလုံးကကြောင်းပဲဆိုတဲ့စိတ်ဓာတ်ကိုလက်ခံခြင်းကသင်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်ထိန်းချုပ်နိုင်စွမ်း power of control ကိုပြန်ပေးပါလိမ့်မယ်။အစိုးမြင်စိတ်တွေဝင်လာတာဟာကျွန်တော်ရဲ့ဘဝမှာရှင်းလင်းတဲ့ရည်ရွယ်ချက်မရှိခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ရှင်းလင်းပြီးစိတ်လုံရှားပွဲရာပိုင်နိုင်တွေရှိတဲ့အခါကျွန်တော်ရဲ့စိတ်ဟာအစိုးမြင်အတွေ့တွေစီကိုအချိန်ပေးဖို့မိသွားပါလိမ့်မယ်။ဒီအိမ်မက်တွေပန်းနိုင်တွေကိုစာရက်ပေါ်မှာရေးချပြီးအဲ့ဒီပန်းနိုင်စီကိုဥတီတဲ့လှုပ်ဆောင်ချက်တွေကိုသာနေ့စဉ်အာရုံစိုက်တင်ပါတယ်။ အစိုးမြင့်စိတ်ကိုအနိုင်ယူဖို့အစွမ်းတစုံနည်းလမ်းတစ်ခုကတော့ကျေးဇူးတင်ခြင်းပါပဲ။သင်ဘဝမှာကောင်းမွန်တဲ့အရာတွေအားလုံးကို နေ့စဉ်စီရင်ပြုစုပါ။ကျေးဇူးတင်ကြတွေကိုအယုံဆိုင်ခြင်းကသင်ရဲ့စိတ်ကိုအပြည့်အစုံဆောင်တဲ့အမ်းကြောင့်စီကိုအလိုလျောက်ပြောင်းလဲပေးပါလိမ့်မယ်။အစိုးမြင့်စိတ်နဲ့ကျေးဇူးတင်စိတ်ဟာတစ်ချိန်တည်းမှာတည်ရှိလို့မရပါဘူး။ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဟာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပေါ်မှာလည်းတိုက်ရိုက်မူတည်နေပါသေးတယ်။ပင်မနှွက်နေတဲ့အခါမှာအဆိုးမြင်စိတ်ခံစားမှုတွေဟာပိုပြီးလွန်မိုးလာနိုင်ပါတယ်။ ဆိုင်သူကတော့လုံလောက်စွာအနာယူခြင်းပန်ကန်စွာစားတော့ခြင်းနဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းအဖြစ်တင့်ရဲ့ဆွေအင်ကိုမြင့်တင်ဖို့တိုက်တွန်းထားပါတယ်။ဆွေအင်မြင်မကြီးကတင့်ကိုအစိုးမြင်တဲ့ဖားရီကိုပုံမှန်ထိရောက်စွာရင်ဆိုင်နိုင်တဲ့ခွန်အားကိုပေးပါလိမ့်မယ်။အစိုးမြင့်စိတ်ကိုအနာယူခြင်းဆိုတာတစ်ချိန်တည်းလှုပ်ဆောင်ရတဲ့အရာမဟုတ်ပါဘူး။ဒါဟာနေ့စဉ်လေ့ကျင့်ရတဲ့ဘဝအနေထိုင်မှုပုံစံဖြစ်ပါတယ်။တင့်ရဲ့ပတ်ဝန်းကျင်ဟာတင့်ရဲ့စိတ်နေစိတ်ထားအပေါ်ကြီးမားစွာသက်ရောက်ပါတယ်။ အစိုးမြင်တဲ့သူတွေအမြဲတမ်းအပြစ်မြင်နေတတ်တဲ့သူတွေကိုရှောင်ရှားပြီးအပြစ်သဘောဆောင်တဲ့သူတွေအောင်မြင်မှုကိုအားပေးတဲ့သူတွေနဲ့သာပေါင်းတင်ပါပဝင်းကျင်ကောင်ကတင်းရဲ့စွမ်းအင်နဲ့စိတ်နေစိတ်ထားကိုအလိုလျောက်မြင့်တင်ပေးပါလိမ့်မယ်အစိုးမြင်အခြေအနေတွေကြုံလာတဲ့အခါစိတ်ပိုင်းဆိုင်ရာခံနိုင်ရင် resilience ကလည်းအကြီးကြီးပါတယ်ခံနိုင်ဆိုတာတဒနာတစ်ခုကနေလျင်မြန်စွာပြန်ထနိုင်ခြင်းကိုဆိုလိုတာပဲစိန်ခေါ်မှုတိုင်းကိုယာယီတာဖြစ်တဲ့တင်းဥကြအခွင့်အရေးဖြစ်တယ်လို့မြင်နိုင်အောင်ကိုကိုကိုလေ့ကျင့်ပါ ပြဿနာတိုင်းကိုအနိုင်ယူနိုင်တဲ့စွမ်းရည်ရှိတယ်လို့ယုံကြည်ခြင်းကခန္ဓာရည်ကိုတိဆောက်ပေးပါတယ်။ကိုယ့်ရဲ့အတိတ်ကအောင်မြင်မှုတွေအခက်အခဲတွေကိုကြော်လွားခဲ့မှုတွေအမှတ်တမ်းများကိုပြန်လည်စဉ်းစားပါ။ဒီအောင်မြင်မှုမှတ်တမ်းကသင်ကိုငါအဓိဋ္ဌိပူကြည့်တဲ့ပြဿနာကိုတော့ဖြေရှင်းနိုင်ခဲ့မှုတွေဆိုတဲ့ယုံကြည်မှုကိုပေးပါလိမ့်မယ်။တဲ့စွမ်းဆောင်ရဲ့ပေါ်ယုံကြည်ချက်ခိုင်မာလေးလေးအစိုးမြင်တတ်တဲ့ဖားရီကိုပို့ပြီးရရင်ဝဝရင်ဆိုင်နိုင်လေးလေးဖြစ်ပါတယ်။ kiss that frost အောက်ကကျွန်တော်တို့ကိုအစိုးမြင်စိတ်ခံစားမှုများနဲ့ပြဿနာများကိုရှောင်ပြေးမဲ့အစားရင်ဆိုင်ပြီးပြည်သူ့ဘောဆောင်နဲ့သင်ခန်းစာအပြားဖြင့်ကြောင်းလဲနိုင်ကြောင်းပြသခဲ့ပါတယ်ကျွန်တော်ကဘဝအတွက်အပြည့်အဝတာဝန်ယူခြင်း၊ကျေးဇူးတင်ခြင်းအလေးချင်းကိုမေ့ပြုခြင်းနဲ့ကျမ်းမာရေးကိုဂရုစိုက်ခြင်းအဖြစ်ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ကိုတည်ဆောက်နိုင်ပါတယ်။အစိုးမြင်သူများကိုရှောင်ရှားခြင်းနဲ့အပြည့်အဝဆောင်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးခြင်းကရေရှည်အပြည့်အဝဆောင်တဲ့စိတ်နေစိတ်ထားအတွက်မရှိမဖြစ်လိုအပ်တဲ့အချက်များဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့အားလုံးကဘဝရဲ့ဘာတွေကိုရဲရဲဝံ့ဝံ့နမ်းပြီးနေစဉ်အထုပ်ကျင့်သုံးခြင်းအဖြစ်ပုံမှန်ပျော်ရွှင်အောင်မြင်သောဘဝကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။အဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။